မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April လ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNDB ဘောလခဲမြို့ကနေပြီးတော့ဖားဆောင်မြို့ကိုစစ်ကြောင်းထိုးလာတဲ့တရ9ဦးပါစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုလုံးခြေမုံခံရပြီးတော့58ဦးကိုအရှင်ဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KNPLF ကာလာလာတာရဲ့နေပြည်တော်သိမ့်ပိုက်အောင်လန်ဆိုင်လူမှုကွန်ရက်ကမ်ပိန်းစာမျက်နှာကနေတဆက် AP လ12ရက်နေ့မှာထုတ်ပြန်အသိပေးခဲ့တဲ့ ရုတ်တံမှတ်တမ်းဖိုင်မှာစစ်ကောင်စီတပ်သား10နဲ့ချီပြီးတော့ဖမ်းဆီးခံထားရပြီးကရင်နီပူပေါင်းတပ်ဖွဲ့ကစစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတာကိုတွေ့မြင်ခဲ့ရပါတယ်အခုလိုမျိုးစစ်ဆေးတဲ့အချိန်မှာ၎င်းတို့စစ်ကြောင်းမှာ109ဦးပါရှိတယ်လို့စစ်ကောင်စီတပ်သားတွေကထွက်ဆိုခဲ့ပါတယ်ခမားတို့10ကလောက်လာလဲအဖြေကဒါပဲထွက်မှာပဲခမားတို့အစာကလေးကလက်နက်ချတဲ့တယ်လို့ကရင်နီပူပေါင်းတပ်ဖွဲ့ကရဲဘော်တွေကစစ်ကောင်စီတပ်သားတွေကိုပြောဆိုတာတွေကိုလည်းကြားနေရပါတယ်ကရင်နီတပ်ပေါင်းစုကတိုက်ခိုက်ချေမှုန်းခဲ့တဲ့စစ်ကောင်စီတပ်စစ်ကူစစ်ကြောင်းဟာအရင်ကစစ်ကူလာခဲ့ဘူးပြီးတော့ ပြန်ဆုတ်သွားခဲ့ရတဲ့စစ်ကောင်စီတပ်သားတချို့လည်းပါဝင်တယ်လို့ GND ပူပေါက်တက်ကစစ်ဆေးမေးမြန်းမှုတွေအရသိရှိရပါတယ်တရ9ဦးပါတဲ့စစ်ကောင်စီစစ်ကြောင်းကို AB လ17ရက်နေ့မနက်6:00ခွဲအချိန်ကစပြီးတော့နေ့လယ်3:00ခန့်အချိန်အထိကို GND ပူပေါက်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ KNY စီရေးသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။ရရှိထားတဲ့ရုပ်သံမှတ်တမ်းတွေအရစစ်ကောင်စီတပ်ဇီကနေပြီးတော့လက်နက်ခဲယမ်းမျိုးစုံကိုဆယ်နဲ့ချီပြီးတော့ KNY ပူးပေါင်းတပ်ဖွဲ့တွေကတိုင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မက်လ20ရက်နေ့ကလည်းဘော်လခဲမျိုးကနေဖားဆောင်မျိုးကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာဗျူဟာမှုအပါအဝင်15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့16ဦးသေဆုံးပြီးတဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်ကစစ်ကောင်စီတပ်စီကနေပြီးတော့လက်နက်မျိုးစုံ၅လက် ဟေယံမီကြောင့်များကိုတင်စီရရှိခဲ့ကြောင်းကိုတပ်ဆိုင်ရာတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီလ29ရက်နေ့ကနေစတင်ခဲ့တဲ့ဖားဆောင်မျိုးတိုက်ပွဲမှာစစ်ကောင်စီအခြေစိုက်စခန်းတချို့ကို KND တပ်ပေါင်းစုကတင်စီထားနိုင်တယ်လို့သိရပါတယ်။ဖားဆောင်မျိုးမှာစစ်ကောင်စီရဲ့ခလိုက်ရ134နဲ့135အခြေစိုက်တပ်များရှိပြီးတော့မျိုးကိုတင်ပိုက်နိုင်ဖို့အတွက်လက်ကျန်စစ်ကောင်စီတပ်စခန်းတွေကို KND ပူးပေါင်းတပ်ကအရှိန်မြင့်ပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်စော့လုံမြို့နယ်မှာရှိတဲ့နေကြားဆောင်တပ်ဖွဲ့ BGF 1339တတစခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA က AP လ12ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ AP လ17ရက်နေ့ကလည်းပြည်သူစစ်တပ်စခန်းတစ်ခုကိုသိမ်းပိုက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စော့လုံမြို့သွားလန်းမျော်စံကူးနေကြားဆောင်တပ်1339တက်စိတ်စခန်းကို AP လ12ရက်နေ့နေ့လယ်7:00နာရီမှာ KIA တပ်ရင်း46တပ်ဖွဲ့က တိမ့်ပိုက်ရှင်းလင်းခဲ့ရာလက်နက်ခဲယမ်းများကိုရရှိခဲ့ပြီးတော့အေပီလ17ရက်နေ့ကလည်းချီဖွေကနေပြီးတော့ဆော့လော်မြို့ကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့မျောချောင်းပန်ဝါပြည်သူစစ်စခန်းကို KIA တပ်မဟာ9ကတိမ့်ပိုက်ခဲ့ရာလူနဲ့လက်နက်တွေကိုရရှိခဲ့တယ်လို့စစ်ရေးသတင်းအင်းမေကအသိပေးထားပါတယ်။အရင်က NDAK အတူတူပဲ2009မှာကအသက်50အောက်ကို BGF ဖွဲ့လိုက်ပြီးတော့2012ခုနှစ်မှာအဲ့ဒီဒေသကို KIA ဝင်လာတော့အသက်50နဲ့အထက်တွေကိုပြည်သူစစ်ပြန်ဖွဲ့ပေးခဲ့တာ။ ဒီကနေ့အထည်ကိုစစ်ကောင်စီနဲ့ပေါင်းနေတဲ့နှစ်ဖွဲ့ပဲလို့စစ်ရေးသတင်းအရေးမြေကတိမ့်ပိုက်ခဲ့တဲ့ပြည်သူစစ်နဲ့ BGF တပ်များရဲ့နောက်ခံအခြေအနေကိုပြောပြလာပါတယ်။ဥစခုံတိတ်ငိမ့်ဥဆောင်တဲ့ NDAK ကချင်ဒီမိုကရေစီတက်တမတော်ဟာ1993ခုနှစ်မှာစစ်အစိုးရနဲ့ငြိမ်းချမ်းရေးယူပြီးတော့နေကြားဆောင်စစ်တပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2022ခုနှစ်အေပီလမှာနေကြားဆောင်တက်1392တိုက်ရင်ဌာနချုပ် လုတ်ပီကို KIA ကဝင်သိမ်းပြီးတော့ပန်ဝါချီဖွေဆော့လော်ဒေတာကို KIA ကဝင်ရောက်တက်ဆွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ပြည်သူစစ်နဲ့နယ်ကြားဆောင်တပ်စခန်းတွေကိုစစ်ရေးပြစ်မှတ်အဖြစ်နဲ့သတ်မှတ်ထားကြောင်းကို KIA ကပြီးခဲ့တဲ့နှစ်ပိုင်းကလေးကအတိပေးကြေညာထားတယ်လို့သိရပါဗျ။2017ကလေးကမိခင်တက် KIAC ကိုလာပေါင်းဖို့အတွက် policy ဖွင့်ပေးထားတာအားလုံးကမလာလို့အခုထိပြစ်မှတ်ဖြစ်နေတာပေါ့လို့ စီရေးတရင်အင်းမိကစစ်ကောင်းစီလက်အောက်ခံပြည်သူစစ်နဲ့နေကြားဆောင်တပ်တွေအပေါ်မှာထားရှိတဲ့သဘောထားကိုပြောပြခဲ့ပါတယ် KIA အနေနဲ့ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ဥရွှေမင်းရဲ့ပြည်သူစစ်တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့မတ်လ9ရက်နေ့စစ်ဆင်ရေးမှာဥရွှေမင်းကိုပါတုတ်တင်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်ကချင်နယ်ကြားဆောင်တပ်စခန်းသိမ်းပိုက်မှုဖြစ်စဉ်ဟာအခုစစ်ကောင်းစီရဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအခုအချိန်ဟာပထမဦးဆုံးအချိန်ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့ခလိုက်ရ2.5တပ်ကိုစွန့်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့စစ်ကောင်စီရဲ့စစ်စင်ရေးအဖွဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ရတခါတို့ကြားမှာအဆက်အသွယ်ချိတ်ဆက်ရရှိသွားပြီးတော့ရတခါကလည်းအမိန်ပေးညွှန်ကြားမှုတွေနဲ့အားပေးမှုတွေလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမှတ်နဲ့တရားမှာရှိတဲ့တပ်ဖွဲ့ဝင်တွေနဲ့စစ်စင်ရေးအဖွဲ့တွေကြားမှာအဆက်အသွယ်ရရှိထားပါတယ်။လိုအပ်တာတွေကိုလည်းအမိန်ပေးညွှန်ကြားမှုတွေလုပ်နေတယ်အားပေးမှုတွေလည်းရှိနေပါတယ်။ လိုအပ်တဲ့ရိတ်ခါတချို့ကိုလည်းစစ်စင်ရေးအဖွဲ့ဘက်ကနေပြီးတော့စီမံပေးနိုင်ခဲ့တယ်လို့ရတခစစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။လက်တလုံးမှာစစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းများကမြောက်ရီမြို့အနီးကိုချင်းကပ်လာနေရာစစ်ကူစစ်ကြောင်းများရောက်ရှိလာမဲ့အချိန်ထိကိုအမတ်နဲ့ချစ်ကြည်ရေးဒရာဝင်းအတွင်းကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစောင့်ဆိုင်နေတဲ့သဘောရှိတယ်လို့သိရပါတယ်။ဒရာဂိတ်ဝင်းအတွင်းမှာဂရုကျင်းများတူးချင်းခုံနှမ်းရှီများနဲ့ကာယံကျဲအပါဝင် ခုခံစင်များကိုပြင်ဆင်ခြင်းတွေကိုအေပီလ17ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်သားတွေကပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။အေပီလ12ရက်နေ့ညနေပိုင်းမှာလည်းအမှတ်နှစ်ချစ်ကြည်ရေးတရားဝင်အတွင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကဒရုန်းနဲ့ဘုံကျဲချမှုတွေရှိတယ်လို့စစ်ကောင်စီဘက်ကလည်းမြဝတီမြို့အပြင်ဘက်ကိုတိုက်လေရင်နေတဲ့ဘုံကျဲချမှုတွေရှိနေတယ်လို့သိရပါတယ်။ညနေ9နာရီကျော်လောက်မှာစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံလာကျဲတယ်။ညနေ6နာရီကျော်မှာတော့တော်လှန်ရေးတပ်တွေဘက်ကအမှတ်နှစ်တရားဝင်တွေကိုဘုံကျဲချတာရှိတယ်။ အမတ်နဲ့တရားဝင်ထဲမှာအသေးပြောက်ထိခိုက်အခြေအနေတွေကိုတော့မသိရသေးဘူးလို့မြောက်ရီအခြေစိုက်စီရေးတရင်အရင်းမြစ်ကပြောကြားထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်တရင်ကတော့အကျန်းဖတ်စိတ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖြုတ်ချဖို့အတွက်ကြံစီမှုရဲ့နောက်ဆက်တွဲအဖြစ်နဲ့မင်းအွန်လိုင်းရဲ့အကြံပေးဒုဗိုလ်ချုပ်ကြီးညိုစောကျန့်ဖွတ်ပါတီရဲ့ CEC နဲ့နိုင်ငံသားရေးရာကော်မတီတာဝန်ခံဒုဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးတို့ကိုစစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လက်တလုံးမှာစစ်ကောင်စီရဲ့အဂတိလိုက်စားမှုကော်မရှင်က၎င်းတို့နှစ်ဦးစလုံးကိုမြေနဲ့တခြားသောအဂတိလိုက်စားမှုတွေနဲ့အရေးယူဖို့အတွက်အမှုဖွင့်ထားပြီးတော့လက်ရှိမှာလည်းစစ်ဆေးနေစေဖြစ်တယ်လို့သိရပါတယ်။လဲဆဲဝင်ကြီးဟောင်းမြင့်လှိုင်ကို AP လ9ရက်နေ့မှာအမှုဖွင့်စစ်ဆေးပြီးတဲ့နောက်နောက်ဆက်တွဲအဖြစ်နဲ့ AP လ17ရက်နေ့ည9:15မိနစ်အချိန်မှာဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ဒုဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးတို့ကိုဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ဆက်တွဲဖမ်းဆီးမှုတွေလည်းရှိနိုင်ပါတယ်။ ်စစ်ဆေးမှုပေါ်မှာမူတည်ပြီးတော့ဖမ်းဆီးမှုတွေရှိနိုင်တယ်အခုဖြစ်ပေါ်နေတဲ့ဖမ်းဆီးမှုတွေကလည်းလဲဆဲဝင်ကြီးဟောင်းကိုဖမ်းဆီးစစ်ဆေးပြီးတော့ဖြစ်လာတဲ့ဖမ်းဆီးမှုတွေလို့ပြောလို့ရနိုင်တယ်အခုလည်းသူတို့ဖြေတဲ့အဖြေတွေပေါ်မှာမူတည်ပြီးတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရမယ်နေပြည်တော်မှာတော့လုံခြုံရေးအတော်ကိုတင်းကျပ်ထားတယ်လို့နေပြည်တော်စစ်ဘက်တရင်အရေးမြစ်ကပြောဆိုထားပါတယ်ဒုတိယဗိုလ်ချုပ်ကြီးညိုစောဟာမင်းအောင်လှိုင်ရဲ့အထူးယုံကြည်ရတဲ့အကြံပေးတဦးဖြစ်ပြီးတော့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးဟာလည်းမင်းအောင်လှိုင်ရဲ့စီမံမှုနဲ့ ကျမ်းဖွပါတီကို2022ခုနှစ်အော်တိုဘာလကုန်မှာအရက်ဝတ်လဲပြီးတော့ပြောင်းရွှေ့ခဲ့ရသူတဦးဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာဖမ်းဆီးခံရတဲ့သူ2ဦးစလုံးကိုမြေယာများအလွဲသုံးစားမှုအခြားသောအကြမ်းလိုက်စားမှုတွေနဲ့အစင်သက်အမှုတက်ပြီးတော့နေပြီးတော့အဆောင်၁၄ကကရေး၃၊ရုံးချုပ်မှာရှိတဲ့အချုပ်ဆောင်မှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့သတင်းတွေရရှိထားပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးဟာစစ်တပ်ကတော့အပတ်စဉ်26ကျောင်းဆင်းဖြစ်ပြီးတော့တပ်မ33တပ်မမှုအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှု ကစားထမှုတာဝန်တွေကိုထမ်းဆောင်ခဲ့ကဥသိမ်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်မှာပြည်ထောင်ရေးဒုဝန်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးညိုစောဟာစစ်တပ်ကတော့အမှတ်စဉ်23ကျောင်းစင်းဖြစ်ပြီးတော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှာလည်းတိုင်းမှုတာဝန်တွေကိုထမ်းဆောင်ခဲ့ပြီးတော့စစ်ထောက်ချုပ်အဖြစ်နဲ့2014ကနေ2020ခုနှစ်ဧပြီလအထိကိုတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ထမ်းဆောင်လျက်ရှိပြီးတော့ စစ်တပ်ပိုင်းအင်းဝဘန်ရဲ့ဥက္ကဋ္ဌအဖြစ်လဲတာဝန်ထမ်းဆောင်တွေကမင်းအောင်လှိုင်ရဲ့အထူးအကြံပေးပုံကိုလည်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ခရိုင်မှာရှိတဲ့စစ်မှုရန်ဟောင်းများကိုစိတ်ဆစ်မယ်ဆိုပြီးတော့ခေါ်ယူခဲ့ပြီးအင်းကိုပြန်မလွတ်တော့ဘဲနဲ့စစ်တင်တန်းတက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအနောက်ချမ်းပြည်ခရိုင်အတွင်းမှာရှိတဲ့စစ်မှုရန်ဟောင်းများအားစစ်ကောင်စီတပ်ကစစ်မှုပြန်လည်ထမ်းဆောင်ဖို့အတွက်ဆင့်ခေါ်ပြီးတော့ခံဝန်လက်မှတ်ထိုးခိုင်းပြီးတဲ့နောက် AP လာဇမ်းပိုင်းမှာ ဆေးစစ်ဖို့အတွက်ခေါ်ဆောင်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးဆေးစစ်ဖို့အတွက်ခေါ်ဆောင်တဲ့အချိန်မှာစစ်မှုရန်ဟောင်းများကိုအင်ကိုပြန်မလွတ်တော့ဘဲနဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တီရှိရာတောင်ငူမြို့အနီးမှာရှိတဲ့ကေတုမဒီမြို့ကိုခေါ်ဆောင်သွားပြီးတဲ့နောက်စစ်တင်နန်းတွေကိုပြန်လည်တက်ရောက်ခိုင်းခဲ့တယ်လို့စစ်တင်နန်းတက်နေရတဲ့စစ်မှုရန်ဟောင်းမိသားစုဝင်တွေစီကပြန်လည်သိရှိရပါဗါးသူတို့စစ်ကောင်စီတပ်ကအဖေကိုမက်လာထဲမှာဆင့်ခေါ်ပြီးတော့စစ်မှုပြန်ထမ်းဖို့အတွက်ခံဝင်လက်မှထိုးခိုင်းတယ်အဖေကအသက်60ကျော်တော့အသက်လဲကြီးပြီပြန်လဲမလုပ်ချင်တော့ဘူး ဒါပေမဲ့ညင်းလို့မရတော့လက်မှတ်ထိုးလိုက်ရတယ်။နောက်ပြီးတော့စေးစစ်ဖို့ဆိုပြီးလာခေါ်သွားတယ်။ပြီးတော့အင်ကိုပြန်မလွတ်တော့ဘဲနဲ့စစ်ဌာနချုပ်ကိုတမ်းပြီးခေါ်သွားပြီးတင်းနှံတက်ခိုင်းတော့တာပဲလို့ပြည်မြို့နယ်မှာရှိတဲ့စစ်မှုထမ်းဟောင်းမိသားစုဝင်တဦးကသတင်းပေးပို့လာပါရတယ်။အာနာသိန်းအကြမ်းဖက်စစ်ကောင်စီက၎င်းတို့ရဲ့တပ်အင်အားအရေးပေါ်လိုအပ်ချက်အရပြည်သူစစ်မှုထမ်းဥပဒေကိုဖေဖော်ဝါရီလ10ရက်နေ့မှာပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်စစ်မှုထမ်းဟောင်းများကိုပြန်ခေါ်သုံးဖို့အတွက်အရန်တပ်ဖွဲ့ဤဥပဒေကိုပြီးခဲ့တဲ့မတ်လ17ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့တယ်လို့သိရပါရတယ်။ အဲ့ဒီအရန်တက်ဖွဲ့နေဥပဒေအရစစ်မှုထမ်းဟောင်းများကိုမက်လက်အတွင်းမှာဆင့်ခေါ်ပြီးတဲ့နောက် AP လာဇမ်းပိုင်းမှာစတင်ပြီးတော့စစ်တင်နန်းတွေကိုပြန်လည်တက်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းဟောင်းများစစ်တင်နန်းတက်နေတဲ့အချိန်မှာစေကောင်စီတပ်က၎င်းတို့ရဲ့မိုဘိုင်းဖုန်းတွေကိုတိမ်းဆီးထားပြီးတော့အိမ်နဲ့ဆက်သွယ်ခွင့်တွေပိတ်ပင်ထားတယ်လို့သိရပါဗျ။စစ်မှုထမ်းဟောင်းတွေကအသက်တွေလည်းကြီးပါပြီ။တတ်တလုံးလည်းတတ်ထဲမှာစိတ်ဆင်းရဲကိုဆင်းရဲနဲ့အမှုထမ်းခဲ့ကြပြီ။အသက်60ပြည့်လို့တပ်ပင်စင်လေးနဲ့သူတို့ဘာသာဘဝလေးကိုအဆင်ပြေအောင်နေနေကြရတာ အခုလိုမျိုးပြန်ခေါ်ပြန်ပြီးတော့အမှုထမ်းခိုင်းတာမျိုးကတော့မကောင်းပါဘူးကြံခဲ့တဲ့မိသားစုတွေမှလည်းမျိုးစုံစိတ်ပူရစိတ်တွေလည်းဆင်းရဲရပါတယ်လို့ပြည်မျိုးနယ်ကစစ်မှုထမ်းဟောင်းမိသားစုဝင်တအုပ်ကပြောပြလာပါတယ်စစ်ကောင်စီတပ်ကစစ်မှုထမ်းဟောင်းတွေကိုပြန်ခေါ်ပြီးတော့စစ်တင်တန်းတွေပေးနေတယ်လို့ပြည်သူစစ်မှုထမ်းဥပဒေရဆင့်ခေါ်ထားတယ်ထောင်ထဲချီတဲ့လူငယ်တွေကိုရန်ကုန်အေယာဝတီပဲခူးတနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာရှိတဲ့စစ်တင်တန်းအကြောင်းတွေမှာ အပတ်စဉ်တက်အဖြစ်နဲ့ AP လ၈ရက်နေ့ကနေစတင်ပြီးတော့အခြေခံစစ်တင်တန်းတွေကိုပေးအပ်နေတယ်လို့သိရပါဗယ်။ပဲခူးတိုင်းအနောက်ချမ်းပြည်ခရိုင်အတွင်းမှာပြည်ပေါက်ခေါင်ရွှေတောင်နဲ့ဗဒောင်းမြို့နယ်တို့ပါဝင်ပြီးတော့ပြည်မြို့မှာခရိုင်ရုံးဆိုင်ရာမြို့ဖြစ်ပြီးတော့ဒေသကော်ကဲမှုစစ်ဌာနချုပ်ပြည်ဒါကစအပါဝင်စစ်တပ်အများပြားတည်ရှိတဲ့မြို့ဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးတရေနိုင်ငံရေးတရေများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ